လာမယ့်2015ရွေးကောက်ပွဲဟာမြန်မာနိုင်ငံအတွက်ဒီမိုကရေစီစနစ်ဖော်ဆောင်ရမှာအရေးကြီးတဲ့မှတ်တိုင်ဖြစ်တာမို့တက်မတော်အနေနဲ့ရွေးကောက်ပွဲအောင်မြင်အောင်တာဝန်ရှိတဲ့အဖွဲ့အစည်းတွေပြည်သူတွေနဲ့အတူလက်တွဲဆောင်ရွက်သွားမယ်လို့မတ်လ29ရက်နေ့နေပြည်တော်မှာပြုလုပ်တဲ့ည90ပြည့်တက်မတော်နေ့စီရေးပြခန်းနာမှာတက်မတော်ကောက်ွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကပြောဆိုလိုက်ပါတယ် 2015နိုဝင်ဘာလဆန်းမှာကျင်းပမယ့်ရွေးကောက်ပွဲစနစ်တကျနဲ့ညီညီညံ့ညံ့အောင်မြင်ပြီးမြောက်ဖို့အဓိကလိုအပ်ချက်ဟာတည်ငြိမ်အေဂျင်ကြီးနဲ့တရားဥပဒေစိုးမိုးရေးဖြစ်ပြီးတက်မတော်အနေနဲ့နိုင်ငံတော်တည်ငြိမ်အေဂျင်ကြီးနဲ့တရားဥပဒေစိုးမိုးရေးကိုနောက်ဆက်ဖျက်ဆီးပြီးရွေးကောက်ပွဲမှာလက်နက်ကင် PRP မဲထည့်ခိုင်းတာတွေလက်နက်နဲ့ချင်းချောင်မဲထည့်ခိုင်းတာတွေကိုအဖြစ်ခံမှာမဟုတ်ဘူးလို့ပြောပါတယ်မြန်မာပြည်ရဲ့လွတ်လပ်သက်ကြွပြီးဗမ်းမလိုက်တဲ့နိုင်ငံခြားရေးမူဝါဒအတိုင်း မြန်မာတပ်မတော်အနေနဲ့နိုင်ငံတကာတပ်မတော်တွေပါဝင်အိန္ဒိချင်းနိုင်ငံတပ်မတော်တွေနဲ့ရင်းနှီးတဲ့ဆက်ဆံမှုကိုတိုးမြင့်ဆောင်ရွက်နေတယ်လို့ဆိုပါတယ်1945မတ်လ29ရက်နေ့မှာနေချစ်ဖက်စစ်တွေကိုစတင်တွန်းလှန်တိုက်ထုတ်နိုင်ခဲ့လို့မတ်လ29ရက်နေ့ကိုတော်လှန်ရေးနေလို့အရင်ကခေါ်ဝေါ်ခဲ့ရကဗိုလ်ချုပ်နေဝင်လက်ထက်1955မှာတပ်မတော်နေဖြစ်ပြောင်းလဲတက်မှတ်ခဲ့တာလည်းဖြစ်ပါတယ်